ဆက်စီကြကြဝတ်ပြီးတော့သင်းတွေလိုက်ဖြောပြေးပေးနေတဲ့အထိနမေရလာပြီးဖြစ်တဲ့ဆယ်လီအုပ်ကြီး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆယ်လီယောက်ကြီးကတော့ဆယ်လီစည်းတဲ့တရားပေါ်မှာဝေဖန်ခံရပြီမေ။လူတန်းကျင်တဲ့သူ့ရဲ့စိတ်ကြောင့်ပရိသတ်တွေရဲ့အံပေးချစ်ခင်မှုကိုရရှိခဲ့တာလေးဖြစ်ပါရစေ။ဆယ်လီတယောက်ဆိုရင်သူ့ရဲ့ဖြစ်တည်မှုကိုအားလုံးကမကြိုက်သလိုညနေအနေထားပြောဆိုပုံဘာတစ်ခုမှမကြိုက်ကြပါမေ။ပုံစံနဲ့မလိုက်အောင်လူချင်းတန်းကျင်တဲ့စိတ်တွေကိုပိုင်ဆိုင်ထားတာမလို့အထက်တန်းသားဆိုပြီးတော့နမေကြော်ကြပြီးလူကြိုက်များခဲ့တာလေးဖြစ်ပါရစေ။ဆယ်လီယောက်ကြီးကတော့မရှိလို့မလို့မလို့လို့မရှိဆိုတာမျိုးမဖြစ်ရလျောင် ူရှာထားတဲ့ငွေကြေးလေးကိုငလင်ပေးတဲ့ပြည်သူတွေအတွက်လူတန်းပေးကြတာလေးဖြစ်ပါတယ်။ပရိသတ်တွေကတော့တရားတရားကောင်းနေသူ့ရဲ့စိတ်ထဲကြောင့်အခုချိန်မှာဆယ်လီအုပ်ကြီးလို့သမ ्या ကိုထောက်ခံအားပေးကြတာလေးဖြစ်ပါတယ်။ဇီအောင်တဲ့နေရာမှာလေးဝိုင်းဝန်းပံ့ပိုးပေးသလို အုတ်ကြီးလူဒန်းတဲ့နေရာမှာလေ1100ခန်းနေပြီးတော့ပါဝင်အားဖြင့်လူဒန်းပေးနေရလေဖြစ်ပါတယ်။နမေဆိုနေကြောကြားခဲ့ပေမိမုံမြတ်တဲ့စိတ်ထားကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တဲ့ဆယ်လီအုတ်ကြီးကတော့အခုဆိုရင်ပိုလို့တောင်မှနမေချင်းနေပါပြီ။အမှုပညာနဲ့ပတ်သက်ရင်ဘာမှမသိတဲ့ဆယ်လီအုတ်ကြီးဟာအခုဆိုရင်ဘားတွေသွားပြီးတော့သချင်းတွေဖြုတ်ပြေးပေးနေရတဲ့ခြေနေကိုတောင်မှရောက်လို့နေပါပြီ။ဆယ်လီအုတ်ကြီးဟာသချင်းဆိုတဲ့နေရာမှာပါရမီမပါပေမိသူ့ကိုအားပေးနေတဲ့ပရိသတ်တွေကများတာမလို့ပွဲရီငားရမ်းခံရတာလေဖြစ်ပါတယ်။မတင်ထားလား ကြီးမားတဲ့အုပ်ကြီးရဲ့အောင်မြင်မှုကြောင့်အခုဆိုရင်ဘားတွေမှာတချမ်းလိုက်ဆိုနေရပြီလေဖြစ်ပါရည်။ကံပေးလို့ပရိသတ်ချစ်ခင်မှုကိုတိုင်းစားမရှိအောင်ရခဲ့တဲ့အုပ်ကြီးကတော့အခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့မိမိရရဆုပ်ကင်ထားပြီလေဖြစ်ပါရည်။ဆယ်လီအုပ်ကြီးကတော့အသက်အရွယ်တစ်ခုရောက်ပြီဖြစ်တယ်လို့ကလေးမီဆယ်လီတယောက် ကျောင်းအုပ်ဟောင်းတယောက်ဆိုရဲဂုံဘုတ်ကိုမိထားပြီးပရိသတ်တွေကိုစွမ်းကုန်ဖျော်ဖြေပေးနေကြတာလည်းဖြစ်ပါရည်ဆယ်လီယုတ်ကြီးကတော့စတားသုံးဆိုရဲဘာမှသွားရောက်ဖျော်ဖြေခွင့်ရခဲ့တာပါအခွင့်အရေးကနှစ်ခါပြန်မရနိုင်တာမလို့သချင်းဆိုရဲလုံးနဲ့ရေရှည်ရက်တီလို့ရအောင်အုပ်ကြီးကတော့ပြက်သက်ကြိုးစားနေပြီလည်းဖြစ်ပါရည်ဆယ်လီယုတ်ကြီးကတော့စတား3ဘာမှဆက်စီကြကြဝတ်စားပြီးတော့ဖျော်ဖြေပေးကြတာလည်းဖြစ်ပါရည်သူကတော့ပွဲနဲ့လိုက်ဖက်နေအောင်မိုက်စားအင်ကြီးပုံစံဝတ်ခဲ့ပြီးတော့ဖျော်ဖြေခဲ့ပေမယ့်ပရိသတ်မြန်မာတော့ကြီးမရအောင်ဖြစ်လို့နေပါရည်နော်ဆယ်လီယုတ်ကြီးကတော့ပေါင်လေလောက်ရှိတဲ့ခေါင်းဝန်ချက် ်ကိုစစ်စီကြကြဝတ်ထားခဲ့တာပါအပေါ်ပိုင်းကရှင်ပြေအောက်ကတူနဲ့ဘော်ရီရှိတ်ပေါ်အောင်ဝတ်ထားခဲ့ပေမယ့်သူရဲ့မလာမပါတဲ့ဘော်ဘီပုံစံကြောင့်ပြိသက်ကြောင့်မှပြောစရာဖြစ်ခဲ့ရလေဖြစ်ပါရင်ပုတ်ကြီးကတော့ဝက်စားကိုအမိုက်စားဝတ်ထားပေမယ့်သူရဲ့ပုံစံကစစ်စီမကြဘဲနဲ့ကိုဝင်တဲ့ကိုကျက်ဝတ်ထားသလိုပဲဆိုပြီးပြိသက်တွေရဲ့လောက်ပြောင်းတာကို ခံနေရရလေဖြစ်ပါရင်လူကဝါဝါဘိုက်ကပူပူကိုကျက်နဲ့ပြက်လန်းနေတာမလို့ပြိသက်တွေကြောင့်မှပြောစရာ ဖြစ်ခဲ့တယ်လို့ဆိုလိုက်တဲ့သတင်းကြောင့်ဘဝဲခွဲအောင်ခရဲထားခဲ့ရပြီးတော့ဆယ်လီ ုတ်ကြီးကတော့တခြင်းဆိုတဲ့နေရာမှာပါရမီမပါခဲ့ရပင်မိပရိသတ်တွေကလန်းဆန်းတော့အောင်တောခေါ်လီတခြင်းနဲ့ဖျော့ပြပေးခဲ့တာလည်းဖြစ်ပါတယ်။အုတ်ကြီးရဲ့ပုံစံနဲ့မလိုက်ပတ်တဲ့တခြင်းတဲ့အကြောင်းပဲဘာကလူတွေဘလို့အားပေးကြလဲမသိပေမယ့်ပရိသတ်တွေကြားမှာတော့ဟာသာတစ်ခုလိုဖြစ်နေပါပြီနော်။အလိုတန်ကြောင့်လူချစ်လူခင်ပေါ်ခဲ့ပင်မိတခြင်းတော့ဖျော့ပြရင်ကနေငိုတိုင်းဝေဖန်မှုကိုခံနေရပြီလည်းဖြစ်ပါတယ်။အခုကြည့်နေတဲ့ပရိသတ်တွေရောအုတ်ကြီးရဲ့မိုက်စားဖျော့ပြမှုကိုသဘောကျနေပြီလားဆိုတာပြောခဲ့ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝဲတရင်ကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင် ှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နဲ့တပင်းညင်တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပါပေးကြပါအောင်ရှင်။